ပုံထုနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ရောလ15ရက်နေ့21ရက်နေ့အတွင်းမှာအလှူဒါနအလှူမင်္ဂလာကိစ္စတွေပေါ်ဝင်ပတ်သက်ရမယ်မေတ္တာရေကန်ကောင်းမယ်စူပေါင်းလုပ်ငန်းကျိုးပေးမယ်ကောင်းသောသတင်းစကားကြုံမယ်မိသားစုနဲ့ပတ်သက်သောကောင်းသောနှမိတ်နဲ့ကျိုးပေးခြင်းကံတွေဖြစ်ပေါ်ခြင်းချက်ချင်းဆုံးပြတ်ပြီးရှေ့တိုးလုပ်ငန်းခြင်းတို့ရဲ့ကောင်းသောကျိုးဆက်ဖြစ်ပေါ်ခြင်းကိုယ်ပိုင်ရည်တည်ခြင်းနဲ့ဘဝတိုးတက်မှုတို့ရဲ့ကောင်းသောနှစ်သာရပေါ်ထွန်းခြင်းတွေရှိနေတယ် ဆောင်ရွက်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့အနှစ်သာရတွေကျုံးကိုကျုံးမယ်ဒီကလကံကောင်းတဲ့ကလအခက်ခဲလုံးကြော်လွှားနိုင်တဲ့ကလစူပေါင်းလုပ်ငန်းလုပ်ရအကျိုးရှိမယ်ဘေးဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ်။ 15ရက်နေ့လုံးသမျှကြံစည်သမျှအောင်မြင်မယ်16ရက်နေ့သိရေးကြည့်တယ်အဲ့နေရတကြံတက်နေတကြံတက်နေရဗုဒ္ဓနေနဲ့တိုက်ဆိုင်တော့ဗုဒ္ဓနေမွေးသူတွေတာစားတယ်အတာစားတယ်အတာသင့်တယ်အတာစားခြင်းနဲ့ပတ်သက်တဲ့အညက်နေလို့ဖို့နဲ့ကောင်းခြင်းကံတွေရဖို့အတွက်ကိုစီစဉ်လို့ရတယ် တကြံတက်ချိန်ကိုသိရမယ်တကြံတက်ချိန်ဖြစ်တဲ့မနေ့စေနိုင်42မိနစ်20စက္ကန့်ချိန်မှာပုံထုနဲ့မွေးသူ အားလုံးတို့ဟာအရှိမြောက်ရက်ကိုမျက်နှာမူပြီးတော့ကုသိုလ်ကောင်းမှုပြုအဲ့ဒီမှာအတာတက်ချင်းနဲ့ပတ်သက်တဲ့နေ့ရက်မှာအဲ့ဒီအချိန်ကိုကိုကစနစ်တကျလုံးလိုက်တယ်ထူးခြားတဲ့ကံကြိုးပေးမှုတွေအနာဂတ်တစ်နှစ်အတွင်းရရှိမယ် ဆက်လက်ပြီးတင်ပြခြင်းတာကတော့18ရက်နေ့ရောက်လာတဲ့အခါကျတော့ငွေကြေးကံလုပ်ငန်းကံဘဝကံကောင်းခြင်းနဲ့တိုးတက်ခြင်းရှိမယ်။နှစ်ဆန်းတည်းနေရာထူးခြားတဲ့လက်ဖွင့်ခြင်းမှာကိုယ်ထံရောက်လာမယ်။ဒါပေမဲ့မတော်တဆညကယူဆရမယ်။အရှိတောင်ရကုန်တည်သွားစရာနေဖြစ်တတ်တဲ့ညနေ3နိုင်တဲ့၄နိုင်ခွဲတွင်သတိရှိရမယ်။18ရက်နေ့အရာရာသတိရှိရမယ်နေ့ရံပတိဘက်ကနေဖြစ်တတ်တဲ့အနောက်ဆက်တွေများတတ်တဲ့စိတ်ရှုပ်စရာတွေရှိတတ်တဲ့ အဲ့ဒီမှာ တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။နေခင်းဆက်နေနိုင်တဲ့တနိုင်ခွဲတွင်သွားလာဂယူဆက်ရမယ်။19ရက်နေ့မှာမထင်မှန်ပဲဆောင်ရွက်လိုက်တဲ့ကိစ္စတွေဟာကောင်းဆုံးကျိုးဆက်ရရှိမယ်။ဆုံးဖြတ်ချက်မှန်မယ်ဘဝတွတ်တယ်မယ်။20ရက်နေ့ရပိုင်ခွင့်တွေလက်ဝဲပြန်ရခြင်းဘဝတွတ်တဲ့ခြင်းကံမြမခြင်းကျုံမယ်။20ရက်နေ့လက်ပွင့်ခြင်းကံပွင့်ခြင်းအရာရာအောင်မြင်မှုရဲ့နှစ်သာရကိုရခြင်းရဲ့ကံကြမ္မာရဲ့အခွင့်အလမ်းကိုပေါ်ပေါက်မယ်။ တပတ်တာကာလအတွင်းတနင်္လာသောကြိမ်ကနေ့မွေးသူတွေကောင်းကျိုးပေးတယ်ကြာသပတေးစနေမွေးသူတွေကိုဒုက္ခပေးတတ်တယ်6ခွန်ကိုကနံအကျိုးပေးတယ်ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းများရဖို့အတွက်ကိုတော့အဲ့ဒီမဟာတကြံအတက်နေ့အဲ့ဒီနေ့မှာတကြံတက်ခြင်းကစပြီးဆောင်ရွက်တဲ့ကုသိုလ်ကောင်းမှုတွေကိုတနေ့တာတိဆက်လက်လုပ်သွားပါအဲ့ဒီတကြံတက်နေ့ဗုဒ္ဓနေ့နဲ့တိုက်တဲ့နေ့မှာကုသိုလ်ကောင်းမှုကိုကိုတားသမျှလုပ်ရင်လုပ်သလား အကျိုးရှိမဲ့နဂတ်ကိုရပါလိမ့်မယ်ကျေးဇူးတင်ပါတယ်